Okay, brother တို့အလုံးမဲ့မင်္ဂလာပါ YC Gaming Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC တို့က brother တို့အတွက်ကုန်းစင်းရောင်မဲ့ M7 event ကြီးအကြောင်းကိုပြောပြပေးသားမှာပဲဖြစ်ပါတယ်ကောင်းကြီးတို့ရေဒါနဲ့ခဏလေးနေုံ brother တို့ရေကျွန်တော်ရဲ့ video ကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ giveaway တွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် Wi-Fi တို့အတွက်ခွာရီအများကြီးဖြစ်စေမှာပါ။ဒါကြောင့်ဆက်ဆက်လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်။ကဲဆိုတော့ Wi-Fi တို့ဗီဒီယိုလေးမတင်လာကြပြီဆိုတော့ခုတော့တော့စရောက်နေတဲ့ M7 event ကြီးအကြောင်း Wi-Fi တို့တိကျအသေးစိတ်လေးရှင်းပြပေးသွားမှာဖြစ်ပါတယ်။ကဲတော့ ဗီဒီယိုလေးကိုမကြောမရစ်ပဲနဲ့ကြည့်စီကြပါလေဒါမှဝိုင်းစီတို့ရှင်းမြတဲ့ M7 Event ကြီးအကြောင်းကို brother တို့တိတိကျကျလေးအသေးစိတ်လေးနားလည်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါကဲဒါဆိုရင်တော့ကျွန်တော်တို့အချိန်ကြီးဆွဲမနေတော့ဘဲနဲ့ Event အကြောင်းကိုစပြီးတော့ပြောလိုက်ရအောင်ကဲ M7 Event ကတော့ကျွန်တော်တို့မနစ်ကလာခဲ့တဲ့ M6 Event တုန်းကလိုပဲပေါ့နော်တိတ်ဘာမှထွက်တဲ့သူအများကြီးမပြောင်းလဲသွားဘူးဆိုပေမဲ့ကျွန်တော်တို့အဲဒီဇိုင်းကလာအနေထားတွေကတော့တော်တော်ကြီးကိုပဲပြောင်းလဲသွားတာဖြစ်ပါတယ်သူထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ test တွေလုပ်ရပါမယ် test တွေကဘယ်လို test တွေလဲဆိုတော့ကျွန်တော်တို့အခုလိုမျိုး diamond 3နဲ့ test တွေပါမယ်ကြည့်ဆောက်ကြောင့်ပြမယ် အဲနေ့စဉ်တက်စမာဆိုလို့ရှိရင်ဂိမ်းတစ်ပွဲပြီးအောင်ဆော့ပါဆိုရဲပါမယ်ပြီးတော့ရင်နေ့စဉ် share ပြီးအောင်လုပ်ပါဆိုရဲ test လေးပါမယ်ပြီးတော့ရင်ကျွန်တော်တို့ M7 ပွဲတွေကို10မိနစ်ခန့်ဝင်ရောက်ကြည့်ရှုပါဆိုတာပါမယ် ပြီးတော့ရင် M7 ဒီပွဲစဉ်ကြီးခမန်းမှုမှာတစ်ချိန်ပါဝင်မှာဆိုတော့ test ပါမယ်။ပြီးဂိမ်းထဲကို log in ဝင်တဲ့ test နဲ့ diamond 53နဲ့ test ဆိုပြီးတော့နေ့စဉ် test လေးတွေပါဝင်လာမှာဖြစ်ပါတယ်။ဒီနေရာမှာနောက်ထပ်စိန်ခေါ်မှု test ဆိုတာလည်းရှိသေးတယ်ပေါ့နော်။စိန်ခေါ်မှု test ထဲမှာဘာတွေပါလဲဆိုတော့ဂိမ်းပွဲစဉ်ကြီးပြီးအောင်ဆော့ပါဆိုတဲ့ test ပါ။ဥပမာတွေမှာဂိမ်းပွဲ20ပြီးအောင်ဆော့ပါပြီးသွားပြီဆိုလို့ရှိရင်ဒီမှာတငယ်ချင်းတွေနဲ့တူတူဆော့ရတဲ့ test ပါတယ်။တငယ်ချင်းတွေနဲ့တူတူ2ပွဲပြီးအောင်ဆော့ပါ။ပြီးတော့ MVP တစ်ချိန်ရယူပါပြီး run booster ကတ်ကိုတစ်ချိန်ဝယ်ယူပါပြီးသွားပြီဆိုလို့ရှိရင်အသင်းတွေကိုခမန်းတာနဲ့အသင်းတွေကိုအားပေးတဲ့ test လေးတွေလုပ်ရမှာပါ။ ဒီစိန်ခေါ်မှုတက်စီကပြောမယ်ဆိုဥမာဆိုလို့ရှိရင်ဒီမှာသူဂိမ်းပွဲ20ပြီးအောင်ဆော့ပါဆိုတဲ့တက်စ်ကိုလုပ်ပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်ကနောက်တက်ပွဲ40ပြီးအောင်ဆော့ပါဆိုတဲ့တက်စ်လာမယ်ပွဲ60ပြီးအောင်ဆော့ပါဆိုတဲ့တက်စ်လာမယ်ပွဲ100ပြီးအောင်ဆော့ရဲဆိုတဲ့တက်စ်လာမယ်ပေါ့နော်ဆိုတော့စိန်ခေါ်မှုတက်စီကကျွန်တော်တို့ပြီးသွားတာနဲ့နောက်တက်တစ်စင်းတစ်စင်းတစ်စင်းတွေတက်တက်သွားမှာဖြစ်ပါတယ်စင်ကမူတက်စကတော့ကျွန်တော်တို့ဘလုံးမှပြီးတော့မှာမဟုတ်ပါဘူး။နေစဉ်တက်စကတော့ကျွန်တော်တို့နေတိုင်းလုပ်ရမှာဖြစ်ပါတယ်။အဲဒီလိုမျိုးတက်စတေကိုကျွန်တော်တို့ကပြီးအောင်လုပ်မယ်ဆိုလို့ရှိရင်အခုလိုမျိုး M7 EXP လေးတွေရရှိလာမှာဖြစ်ပါတယ်။အဲ့ဒီ M7 EXP လေးတွေကကျွန်တော်အခုအောက်မှာပြထားတဲ့ ဒီ bar rank လေးကို level တက်တဲ့နေရာမှာအသုံးဝင်မှာဖြစ်ပါတယ်ဆိုတော့ level တစ်ခုကျင်းစီရိုက်မှာလဲ reward တွေအများကြီးရှိတယ်ပေါ့နော် reward ထဲမှာဆိုလို့ရှိရင်အခမဲ့နဲ့အခမဲ့လို့မပေါ်နေတဲ့ reward ဆိုပြီး၄မျိုးရှိတယ်အခမဲ့လို့ပေါ်နေတဲ့ reward တွေကတော့ကျွန်တော်တို့ဒီတိုင်းမင်းရနေအလကားရမဲ့ reward တွေဖြစ်ပြီးတော့ဒီလိုအခုလိုမျိုးအခမဲ့လို့မပေါ်တဲ့ reward တွေကပေါ့နော်ကျွန်တော်တို့ဒီ M7 pass ကိုဖိမရမယ့် reward တွေပဲဖြစ်ပါတယ် M7 pass ကကျွန်တော်တို့ဒါရိုက်ဝယ်ခြင်းနဲ့ရတယ်ဒါမှမဟုတ် M7 sport chat လာတဲ့အခါကျမှဝယ်လည်းရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ M7 sport chat လာမှဝယ်ဖို့အတွက်ကြံပေးခြင်းနဲ့ ကဲဆို M7 Pass နဲ့ Pass Plus ကဘယ်စီရှိလဲဆိုတာကျွန်တော်တစ်ချက် brother တို့လိုက်ပြပေးမယ်။ကဲဆိုတော့ဒီမှာ brother တို့မြင်တွေ့နေရတဲ့အတိုင်းနဲ့ M7 Pass နောက်မယ်ဆိုလို့ရှိရင် Diamond 399လုံးကုန်မှာဖြစ်ပါတယ်။တကယ်လို့ M7 Pass Plus ကိုဝယ်မယ်ဆိုရင်တော့ Diamond 699လုံးကုန်မှာဖြစ်ပါတယ်။ တော့ဘာကွာဝါလဲဆိုတော့ကျွန်တော်ဝိတ်ကွာဝါတာပေါ့စရပါဆိုတော့ M7 Plus မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာမှတိတ်ထွတ်တူတူအများကြီးမပေါ့ဘူး Pad Plus ကိုဝယ်မယ်ဆိုတော့ကျွန်တော်တို့ M7 skin ကိုလည်းတန်းရမယ်ကျွန်တော်တခြားဘာညာလေးတွေပါတခါလေးထပ်ပြီးအပို့ရမယ်ဆိုတဲ့သဘောပေါ့နော်ဘာမှတိတ်အများကြီးတော့ထူးထူးခြားခြားကွဲပြားသွားတာတော့မရှိပါဘူးနောက်ထပ်ကျွန်တော်တို့ဒီ M7 အိပ်ဘက်မှာ M7 ဒီ Lottery Coin ဆိုပြီးတော့ပါလာတယ်ပေါ့နော်အဲ့ဒီ coin လေးတွေကဘာလဲဆိုတော့ကျွန်တော်အရင်တုန်းကလာခဲ့တဲ့ M series skin တွေနဲ့ Prize skin တွေကိုပြန်ဖောက်ရမှာဖြစ်ပါတယ်ဒီ return ပြန်လာတဲ့ M series skin တွေနဲ့ Prize skin တွေကိုဖောက်လို့ရမယ် event အကြောင်းကတော့ကျွန်တော် ောအနေနဲ့နောက်နေ့မှတက်တက်ဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးပါမယ်ဆိုတော့အခုဗီဒီယိုထဲမှာတစ်ခါတည်းထည့်ရှင်းပြလိုက်ဗီဒီယိုကတော်တော်ရှည်သွားမှာမဟုတ်လို့ဗောနော်ကဲဆိုတော့ brother တို့ကကျွန်တော်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ထားပေးပါဒါမှကျွန်တော်ဗီဒီယိုတင်လိုက် brother တို့ကတိမှာပါကဲဆိုတော့ကျွန်တော်တို့အဓိကအရေးကြီးတဲ့ဂုံးစင်းရမယ့်ပတ်ချံပါလဲဆိုတော့ကျွန်တော်ဒီ M7 Sport Chat ဤပါမှာဖြစ်ပါတယ်ဒီ M7 Sport Chat ဤပါမှာဆိုကျွန်တော်တို့က M7 Pass ကိုဖောက်လို့ရမှာဖြစ်ပါတယ်ဆိုတော့ M7 Pass ကိုဖောက်ဖို့အတွက်ကျွန်တော်တို့က One Drone ကို Diamond အလုံး90တုံးရုံပါပဲကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်အရင်တော့ M5 M4 M6 ပေါ့နော်ဒါတွေအချိန်ကြာခဲ့တဲ့အချိန်ဒေါ်တွေမှာ ကျွန်တော်တို့ဒီ draw ကြီးအများကြီးလှည့်စရာမလိုပါဘူး draw လေး၃၄၅ကလောက်လှည့်တာနဲ့ရကြတယ်တချို့တို့လည်းတစ်ခါလေးလှည့်တာနဲ့ရကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော်တော်ကြီးကိုမှတတ်ပါတယ်ဒါပေမဲ့တခုရှိတာကဒီ M7 Sport Chat လို့ခေါ်တဲ့ M7 Pass ကိုဖောက်လို့ရတဲ့ event က M7 လာလာပြီးချင်းမှတမ်းပြီးတော့ရောက်လာမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ M7 လာပြီးတော့နှစ်ပတ်လောက်နေမှတီအီဘန်ကရောက်လာမှာပါဆိုတဲ့အတွက်ကြောင့်မလို့ဂုံးမဲသူတွေအတွက်ကတော့ဒီ M7 Sport Chat ဆိုတဲ့အီဘန်ကတကယ်ကိုမှအမိုက်ဆုံးလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်။ကဲဆိုတော့ဒီနေ့ brother တို့ကျွန်တော်ရှင်းပြခဲ့တဲ့ M7 event ကြီးအကြောင်းကိုနားလည်လောက်ပြီးလို့ထင်ပါတယ်။ကျွန်တော်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ထားပြီးတော့ဘေးနားမှာရှိတဲ့ notification လေးကိုဖွင့်ထားပေးပါ။ဒါမှကျွန်တော် video အစ်တစ်တစ်တင်လိုက် brother တို့သိရမှာပါ။ကျွန်တော်ဒီရက်ပိုင်းလေးမှာလည်း brother တို့အတွက် giveaway ပညာတရကလေးတွေစီစဉ်ပေးဖို့ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe လေးကိုလှုပ်ပြအောင်လှုပ်သွားပေးဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ကျွန်တော်နောက်နေ့ကျ မှတ်ဒီ returning ပြန်လာတဲ့ M series skin တွေကိုဖောက်လို့ရမယ်ကျွန်တော်တို့ event လေးအကြောင်းတိတိကျကျလေးကို share မြပေးသွားပါမယ်ကဲဆိုတော့အခုလောလောဆယ် M7 event ကြီးအကြောင်းကိုအဆုံးအထိ live ပါကြည့်ရှုပေးကြကြလို့အားလုံးကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အားလုံးပဲစောကြည့် badge ထိပေါက်နေပြန်ရောက်ကြပါလိမ့်လို့ YC မှာဆုမွန်အောင်တောင်းပေးလိုက်ပါတယ်ဗျာ